ကဲဘောရအောင်မင်္ဂလာပါဒီနေ့တနင်္ဂနွေမှာပွဲစဉ်တွေရတော့ပရီးမီးယားလိပွဲစဉ်တော့နှစ်ပွဲပဲရှိရပြသားတော့နော်တခြားကျွန်တော်ပွဲစဉ်တစ်ပွဲတော့ပဲညှက်ပြောပေးမယ်ဒီနေ့မှာပရီးမီးယားလိမှာဆိုလို့ရှိရင်ဒီအစရိုမီလန်နဲ့လီယိုနိုက်တက်ပွဲစဉ်ရှိတယ်ပြီးလို့ရှိရင်အာဆင်နယ်နဲ့တော်တန်စပါပွဲစဉ်ရှိတယ်ပြသားတော့ဒီနှစ်ပွဲလည်းကျွန်တော်ရဲ့ဒီအကြိုက်လေးတွေကျွန်တော်ရှင်းကပ်ပြီးတော့သုံးသပ်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်စပိန်လာလီဂါပွဲစဉ်တစ်ပွဲရှိတယ်ကျွန်တော်အပွဲစဉ်တွေတော့ခြေရတော်လေးခြေနဲ့အတော်ကြိုက်နေတယ်ခြေကျော်ပြရလေးကြိုက်နေအပွဲစဉ်တွေမှာကျွန်တော်သုံးသပ်ပေးမယ်အကြေဒါဆိုရင်ဒီနှစ်ပွဲစဉ်တွေကျွန်တော်မသုံးသပ်ပေးပါမနေ့ကပရီးမီးယားလိပွဲစဉ်ကျွန်တော်ပြန်သုံးသပ်ကြည့်မယ် မနေ့ကပွဲစဉ်တော်တော်များများကဘယ်လိုပြောမလဲဆိုလို့ရှိရင်ဟိုနိုင်တဲ့တဲ့နိုင်သွားတာများတယ်မနေ့ကဆိုလို့ရှိရင်ရှယ်ဇီးဆိုတဲ့အစောပွဲစဉ်ပြတော့အမြင်ပဲเนาะပေးရကြေးရကပ်ပြီးပဲနိုင်သွားတယ်စီးတူးနဲ့ပဲချေးလေးအောင်မလုပ်သွားတယ်စုံပေါ်တော့မပေးတော့ဘူးနင်းတဲ့ပွဲစဉ်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီတိုင်းပဲလီဗာပူးကြီးကြပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဖူအန်တို့ဒီဘရိုက်တန်တို့ပြောပါစင်ခရစ်စတယ်ဘဲလစ်တို့လူပွဲစဉ်လို့ဆိုရင်ချေးလေးပြပြလေးပြပြနိုင်တာများတယ်ကိုအောင်ရကြည့်မယ်ဆိုရင်မနေ့ကပွဲစဉ်စုစုပေါင်းငါဟိုပွဲပွဲစဉ်မှာဆိုလို့ရှိရင်ဒီလေးပွဲလောက်ကကူပေါ်တာပြီးတော့များတယ်ကျန်တဲ့ပွဲစဉ်တော့ကိုအောင်တယ်ဆိုတော့ တမ်းမြလုံးမြပေးတဲ့သဘောမျိုးပဲเนาะဒီနေ့မှာပရီးမီးယားလည်းနှစ်ပွဲပဲရှိရဲဆိုတော့ဒီနှစ်ပွဲလည်းပဲပြန်ပြီးသုံးသပ်ပေးရမယ်အနေထားမျိုးကေဒါဆိုရင်ကျွန်တော်အာဆင်နယ်ကနောက်ဆုံးမှကျွန်တော်သုံးသပ်ပေးမယ်ဒီပွဲစဉ်လေးရတယ်ကျွန်တော်အချက်လေးကျွန်တော်အရင်ဆုံးကျွန်တော်လီယူနိုက်တက်နဲ့ဒီဟိုအစတရွန်ဘီလာပွဲစဉ်စပ်ပြီးတော့သုံးသပ်ကြည့်ပေးမယ်လက်ရှိမှာဒီလီယူနိုက်တက်ကဒီနေ့မှာတန်းတက်လာရဲ့အသင်းဒါပေမဲ့အစတရွန်ဘီလာလက်ရှိမှာပေးတဲ့ကြီးက level 15ပြားရှုံးကြီးကိုပေါင်းကြီးကနှလုံးပြား60ရှုံးကြီးဆိုတော့တကယ်တမ်းကြီးတဲ့အရာပေးမယ်ဆိုလို့ရှိရင်လီယူနိုက်တက်ကြီး sorry အစတရွန်ဘီလာကြီးပေးလို့ရတယ်ဒါပေမဲ့တစ်ခုရှိတာက ျွန်တော် brother ကိုခါလိုက်ပြောသလိုပဲဒီနေ့မှာတန်းတက်လာတဲ့အသင်းဖြစ်ပြီမလားဒီနေ့မှာတန်းတက်လာတဲ့အသင်းနေ့ထဲမှာဆိုလို့ရှိရင်ဒီနေ့မှာတန်းတက်လာတဲ့အသင်းမှန်တယ်မြတ်ဘယ်လိုပြောမလဲဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတယ်နော် brother တို့ဒီဆန္ဒဆန္ဒလန်မနေ့ကတော့ဖူဟန်ကအဲကြေးပြန်ဖောက်ပြီးတော့ one scene နဲ့ဟိုဆန္ဒလန်ကိုနိုင်သွားတယ်မနေ့ပြောမလဲဆိုရင်ဒီနေ့မှာတန်းတက်လာတဲ့အသင်းမှန်တယ်မြတ်မကောင်းတဲ့အသင်းမရှိဘူးကောင်းတယ်ဟိုးအရင်နှစ်ကအသင်းနဲ့တော့တခြားစီပဲဒါပေမဲ့ဒီနေ့မှာအဆွန်ဘီလာက Leo United ကိုကြေးပြန်မဖောက်နိုင်ရတော့အဲ့ဒါစဉ်းစားတယ်။ဘာလို့လဲဆိုတော့အဆွန်ပြလာဆိုပရီးမီးယားလိမှာကျင်းနေတဲ့အသင်းတပါးရုံဝါရဲ့အသင်းတစ်သင်းဖြစ်တယ်။လီယိုနိုက်တက်ဆိုတာဒီနှစ်မှာ တန်တက်လာတဲ့အတင်းဆိုတကယ်ဆိုလို့ရှိရင်ဟိုတဘာရရှင်ကြည့်မယ်ဆိုရင်တော့မလဲကြီးတဲ့အရာ level ပြား90ချုံတင်းတင်းတော့ဖောက်လို့တော့ရတယ်ဒါပေမဲ့ဒီလိုပွဲစဉ်မျိုးကနိုင်လာတော့မေးမယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီလိုပွဲစဉ်မျိုးနိုင်တာကတော့ဟိုအောက်ကြီးတော့နိုင်တာတော့များတယ်ဒါပေမဲ့ဒီနေ့မှာဖြစ်တင်လားမဖြစ်တင်လားတစ်ချက်တော့ပြန်ကြည့်မယ် အစွန်မီလာဝေကွန်းဖြစ်ရင်လည်းလက်ရှိလောလောဆယ်မှာအစွန်မီလာနောက်ဆုံးကစားတဲ့ပွဲစဉ်ဘိုးမောင်လိုတင်းမျိုးကို4-0ရလာမျိုးနဲ့အင်္ဂွေမှာဇုံမော်သူနိုင်ခဲ့တယ်။တကယ်ရင်ကစားတဲ့ပွဲစဉ်မှာတော့မန်စီးတီးဝမ်စီးနဲ့နိုင်တယ်လို့လီဗာပူးတို့2-0နဲ့ဝေကွန်းရှုံးလာတယ်ဆိုတော့လောလောလတ်ရှင်နေရကြည့်မယ်ဆိုလို့ချင်းအစွန်မီလာအနေနဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်3ပွဲမှာဆင်လီဗာပူးလို့လီဗာပူးနဲ့အတင်းတင်းတော့ပဲ2-0နဲ့သူဝေကွန်းရရှုံးလာပဲရှိရဲ့နော်။ဘိုးမောင်ကိုနိုင်တယ်မန်စီးတီးဝမ်စီးနဲ့နိုင်တယ်ဆိုတော့ရက်လက်ပိုင်းပြန်ကြည့်မယ်ဆိုရင်တော့မနဲ့လောဆယ်ကောင်းတဲ့ရက်လက်ပိုင်းရှိသေးတယ်ဘလားသားတို့။ဘာကြောင့်လီဗာနိုက်ကိုပြန်ပြီးကြီးမဖောက်နိုင်တာလဲဆိုတော့ ဒီနေ့မှနှစ်ပွဲလည်းရှိရဆိုကျွန်တော်ထင်ပြောမယ်ဆိုလို့ချင်းဘူဂရီအနေနဲ့ကြီးတော့လိန်တော့လိန်ကားတော့ပြီးကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ဒီကြီးရှင်ရှူတဲ့အတိုင်းဘူဂရီကတော့လိုက်မှာပဲတချို့ကြတော့ဟိုကြီးရမကြည့်ဘူးအသင်းရကြည့်ပြီးတော့ဥမာအစွန်မြိုင်နဲ့လေးဝင်လိုက်တယ်ပဲရှင်ကြီးလိုက်တကယ်တမ်းတပါရင်ဝါရင်နဲ့ပြောမယ်ဆိုဒီနေ့မှစပြီးတန်းလာတယ်တကယ်တမ်းဘူးသူမဆိုဟိုအကြိုက်ကစားပါဆိုရင်အစွန်မြိုင်ပဲကစားမယ်ညီကူလေအများဆုံးပဲဒါကတော့ဟိုဖြစ်နိုင်ချင်ရှိတာပြောပြပေးတာနော်ဘူးသူမဆိုအစွန်မြိုင်ပဲကစားမယ်ဘရာဒါဒါပေမဲ့ဘူဂရီကလုံးလုံးကြီးဒီနေ့မှ ဟို level ပြန်90ချုံတော့ဂျေပေးဂျေတန်းရပေးခဲ့မယ်ဆိုရင်တောင်းမနဲ့အဆူမီလာမှာကစားမယ့်ညီကိုတွေများတယ် level ပြန်ခွာကြတော့လက်ရှိအနေထားအဲ့လောက်နီးပါးဖောက်နေရတဲ့အတွက်ကြောင့်ပိုပြီးတော့ကစားမယ့်ညီကိုတွေများပါတယ်ဗျာနော်ဒီလိုပွဲစဉ်မျိုးကတော့တိုင်းနေနေရတော့ဟိုဒီဇုံဘော်တော့ပေးခဲ့ပါတယ်ဗျာဇုံဘော်ပေးခဲ့တဲ့ဆိုတဲ့အတွက်ဘယ်လိုမျိုးလဲဆိုလို့ချင်းဘောတကယ်လို့ဘောလီဂျေးကနိုင်ခဲ့မယ်ဆိုရင်တော့မနဲ့မနိုင်ပြမစင်0ဟာလောက်ပဲကနိုင်မယ်အနေထားမျိုးပါဗျာဒါပေမဲ့ဒီခုချိန်တာကအောက်ကြီးကြိုက်လာလို့မင်းမယ်စင်လောလတ်မှာလီယူနိုက်တက်နောက်ဆုံးစားတဲ့ပွဲစဉ် နောက်သူအနေနဲ့ Brighton 3-0နဲ့ရှုံးသလို Nottingham Forest ကို3-1နဲ့ရှုံးတယ်ဆိုတော့တကယ်တမ်းအရကြည့်မယ်ဆိုရင်ဖြစ်တဲ့ဖြစ်လိုက်တာကအဆွန်မီလာကြီးကိုပေးဖို့ပေးတယ်ဘလားတော့လုံးလုံးကြီးမပေးရအနေထားမျိုးတော့နည်းနည်းစိတ်ဝင်စားစရာကောင်းတယ်ဒါပေမဲ့ဂိုးပေါင်းကြီးကျွန်တော်ပြန်ကြည့်မယ်ဂိုးပေါင်းကြီးလက်ရှိမှာကနှလုံးပြား60ချောင်းကြီးဆိုတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင် Liverpool United ဘာဂိုးပြန်ရနိုင်မဲ့အနေထားမျိုးသူတို့ပေးတဲ့သဘောမျိုးယူဆတယ်ဘာလို့လဲဆိုတော့ဒီနေ့မှာနှစ်ပွဲပဲရှိတယ်ပရီးမီးယားပရီးမီးယားလေးက အာဆနယ်ကြီးမြန်အာဆနယ်ဘောင်းတလုံး35ပြားရှုံးကြီးကိုပေါင်းကြီး3လုံး80နိုင်ကြီးဖောက်နေရဲဆိုတော့ဒီနေ့ပွဲစဉ်ကဒီနေ့ပွဲတဲ့နှစ်ပွဲလုံးတော့ဂိုးမအောင်နိုင်ပါမလားမနေ့ကပရီးမီးယားလိပွဲစဉ်တောင်မနေ့6ဘောက်9ဘောက်လောက်ရှိတာကဗျမ်းမြနှုံနေပြောမစင်ဂိုးဘောက်ဂိုးဘောက်မျှသွားတယ်ဘလားလို့နော်ဂိုးဘောက်စင်ဂိုးဘောက်ကြီးမပေးဘူးဂိုးဘောက်စင်ဂိုးဘောက်ကြီးမပေးတော့ဘူးဒါကြောင့်မို့ဒီနေ့နေသားကိုပြန်ကြည့်မယ်ဆိုရင်လည်းဒီနေ့ပွဲကတပွဲကတော့ဘလားလို့ဂိုးဘောက်ကိုရဟန်းလုံးများတယ်ဘယ်ပွဲဖြစ်ဖို့များလဲအဲ့ဒါပဲစဉ်းစားမှာပဲလက်ရှိနေသားကကျွန်တော်ဆက်မပြောသလိုပဲ လက်ရှိအဆိုမီတာလူနာတက်ကိုကြီးမဖောက်နိုင်တဲ့အနေအထားမျိုးကနိုင်အောင်ကတ်နိုင်သောမဲ့အနေအထားမျိုးပဲကျွန်တော်ယူဆတယ်ဒါပေမဲ့ဂိုးပေါင်းချင်းနှလုံးပြား60ရှုံးကြီးကတကယ်ပြောမယ်ဆိုရင်လူနာတက်ဘက်ကဂိုးကမျောလင့်ပြီးတော့ဖောက်တဲ့အနေအထားမျိုးဖြစ်နေတယ်လူနာတက်ကဂိုးမျောလင့်မယ်ဆိုတော့လက်စနဘရာသာကျွန်တော်ပြောသလိုပဲလက်ရှိလောလောဆယ်မှာလူနာတက်ကစားတဲ့ပွဲစဉ်နောက်ဆုံး2ပွဲမှာဆို2ပွဲလုံးပြိုင်မဲ့အသွင်းကို3-0စီပြီးပြီးမှဖျက်သန်းတဲ့အနေအထားမျိုး1ကိုပဲသူအနေနဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုရင်ဒီမှာလိုရလာမျိုးနဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်၃ပွဲထဲမှာတပွဲပဲနိုင်တာပဲရှိသေးရဲ့ဘရာသာတို့ဒါကြောင့်မို့ဒီနေထောက်ပြန်ကြည့်မယ်ဆိုရင်တော့မနဲ့ လီယူနိုက်တက်အနည်းနဲ့အများတော့ဂိုးပြန်ရနိုင်ကြီးလို့ရှိတယ်နောက်ဆုံးစားတဲ့ပွဲစဉ်၃ပွဲမှာတော့မနဲ့တပွဲတော့ပဲသူဂိုးမရတယ်ကျန်တဲ့ပွဲစဉ်တွေကဂိုးပြန်ရပြီးတော့အနိုင်ရှုံးပေါ်ခဲ့တဲ့တောင်ဒီနေ့မှာလီယူနိုက်တက်အမြဲဟိုဂိုးတော့ပြန်ရနိုင်ကြီးရှိတယ်နိုင်ငံမှနိုင်ငံရှုံးကမှရှုံးကျွန်တော်ကဟိုပရီးမီးယားလိပွဲစဉ်တွေတော်တော်များများအမှတ်ပေးပွဲစဉ်တော်တော်များများကျွန်တော်ဒီဈေးနဲ့နဲ့ပဲကြည့်ပြီးကျွန်တော်သုံးသပ်ပေးရဖြစ်တယ်ဒါကြောင့်မို့လက်ရှိအနေထားကအဆွန်မီလာပေးတဲ့ဂျီကနိုင်တော့သူကတ်နိုင်တော့မယ့်အနေထားမျိုးဒီလိုပွဲစဉ်မျိုး10ပွဲမှာတစ်ပွဲလောက်တော့နိုင်တော့နိုင်ကောင်းနေရှိတယ်ဒါပေမဲ့ ကိုပေါင်းကတော့ပြောလို့မရအောင်ဆန္ဒကျွန်တော်ပြောသလိုပဲလေယူနိုက်တက်လည်းလောဆယ်မှာကိုပေးကျန်းနေတယ်ဒါပေမဲ့ကိုပေါင်းကြီးနှလုံးပြားလျှောက်ဆယ်ချုံကြီးအာဆင်နယ်နဲ့ကြီးနဲ့ပြန်ရှင်းကြည့်မယ်ဆိုဘလောက်မှသိမ့်မယ်ကောပြန်ကားတော့ပဲကိုပေါင်းကြီးခွာထားတဲ့အနေအထားမျိုးဖြစ်နေပြလားဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ဒီနေထားကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိအဆွန်ပြားကြီးမဖောက်နိုင်တဲ့အတွက်ကြောင့်တော့လေယူနိုက်တက်ရလဆိုးနေရတော့မနဲ့ level ပြန်ကားဆယ်ချုံကြီးတော့မဖောက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ထင်ပြောမယ်ဆိုရင်ဒီနေ့နေထားကတော့လေယူနိုက်တက်အင်ဝင်းအနေနဲ့ဟိုကြေးအောင်နိုင်မှုရန်ကုန်များအောင်မယ်ကျွန်တော်ယူဆတဲ့ အမနေ့ကဒီအဆောင်းကျွန်တော်ပြောတယ်ဖူဟန်နဲ့ဆန္ဒလန်ပွဲစဉ်ဆင်ဘလာသားအမြင်ပဲနော်ဘယ်လိုမျိုးလဲဆိုလို့ချင်းဒီဆန္ဒလန်ဆိုရင်အစဉ်စရာမှာဆိုလို့ချင်းဒီ1 to 4ထဲမှာလဲပတ်နေတယ်ဖူဟန်ဆိုဟိုအစဉ်30ကျော်မှာမနေ့ကဖူဟန်ကြီးပြန်ပြေးသွားဒီ1စီးနဲ့ကတ်နိုင်သွားတယ်အဲ့လိုမျိုးပုဂ္ဂိတိပုဂ္ဂိတိပေးတဲ့ဈေးတန်းရပြန်ကြည့်မယ်ဆိုရင်ကစားမယ်ဆိုရင်ကစားပြောတယ်နော်ဘလာသားတို့သူတို့ကနိုင်လောက်မတင်သူတို့မဖြစ်မနေကြေးကြီးနေငါဆွပေးတယ် တကယ်လို့မဖြစ်သာတော့ဘူးဆိုရင်မနေ့ကမန်စီပဲကြည့်မန်စီနယူကာဆယ်ကိုမနေ့ကပေးရကြည့်လေပြောက်ခုနဆုံးချုံကြလောက်ပဲရှိတယ်မနေ့က2-1နဲ့ရှုံးခဲ့တယ်ဘရာသာတို့ဒါပဲကျွန်တော်အဓိကသူတို့ဘူဂီရီနဲ့ဒီအသင်းကနိုင်လောက်မယ်ဆိုလို့ရှိရင်နိုင်လောက်မဲ့အနေထားမျိုးပေးပါတယ်ဗျဒါကြောင့်ဒီနေ့အနေထားကအဆွန်မီလာနဲ့လီယူနိုက်တက်ပွဲစဉ်ကလေဗယ်ပြောင်းခွာခြင်းနှိပါဖောက်နေတဲ့အတွက်ကြောင့်ရက်လက်ပံရရှင်ကြည့်မယ်ဆိုရင်တော့မနေ့အများကြီးမြောက်မယ်ဆိုလို့ရှိရင်တာပါတယ်ဗျတကယ်တမ်းအဆွန်မီလာကြီးမဖောက်နိုင်တဲ့ကြောင့်ကျွန်တော်ကတော့ အင်္ဂလိပ်ပြတဲ့ United ပွဲစဉ်မှာကျွန်တော်အကြံပြုပါတယ်ဗျနော်အကြိုက်တူမဲ့ဆိုရင် League Body ပဲကျွန်တော်ကစားစစ်ချင်ပါတယ်ဗျနောက်ပြီးတော့ဘယ်လိုပြောမလဲဆိုရင်ဗျာလက်ရှိမှာ Liga ဟုတ်တန်းဆဲဆောင်အဆင့်၈မှာအဆွန်မီလာကအဆင့်၉မှာတကယ်တမ်းရှင်ကြည့်မယ်ဆိုတော့မလဲအဆွန်မီလာ level ပြား90ချုံကြီးပေးကြတော့တော်တော်လေးကိုနဲပါသေးဗျ level ပြားလက်ရှိအနေထားပေးတဲ့ကြီးကလုံးလုံးကြီးစုပ်ပယ်လွန်ပါတယ်ဗျနော်ကျွန်တော်အင်္ဂလိပ်ပြတဲ့ League Body ကြိုက်ပါတယ်ဗျကေဒါဆိုကျွန်တော်နောက်တစ်ပတ်သွားမယ်နောက်တစ်ပတ်ကစပိန်လာလီဂါပွဲစဉ်သွားမယ်နော်အာဆင်နယ်ကတော့ကျွန်တော်နောက်ဆုံးမှကျွန်တော်သုံးသပ်ပေးမယ်စင်မြန်ကြီး နောက်တစ်ပွဲကစပိန်လာလီဂါကရီယယ်ပက်ဒစ်နဲ့ဂျီယိုနာပွဲစဉ်သွားမယ်တဲ့နော်စာတီဂျီကအဲရီယယ်ပက်ဒစ်ကတလုံးတည်ကြီးပဲရှိရဘလားဒါတော့စာတီဂျီမှာဆိုရင်လက်ရှိအနေထားကတလုံးဒီအွန်လိုင်းမှာဆိုလို့ရှိရင်ပြား30ရှုံးကြီးလောက်ဖြစ်နေပြီအွန်လိုင်းကြေးရကြည့်မယ်ဆိုရင်လောလောဆယ်မှာဆိုရင်ဒီရီယယ်ပက်ဒစ်ကကြီးလေတော့နည်းနည်းတက်လာတဲ့အနေထားမျိုးကျွန်တော်ယူဆတယ်ဟောအရင်တော့ကဒီကျွန်တော်ဒီစပိန်လာလီဂါပွဲစဉ်လည်း30ပေးဘူးတယ်ရီယယ်ပက်ဒစ်အပါအဝင်ပေါ့ဗျာနော်ရီယယ်ပက်ဒစ်ကစားတဲ့ပွဲစဉ်တိုင်းမှာဆိုရင်ဟိုးရာသီစပြီဆိုတဲ့က ဒီဘယ်လိုပြောမလဲဆိုလို့ချင်း तू ပေးလာတဲ့ဈေးတန်းအရာကြည့်မယ်ဆိုရင်တော့မလဲတလုံး90နာရီတလုံး80နာရီ level ပြရှုံးဒီလောက်နဲ့ပဲကြည့်ဈေးတန်းအရာတွားနေတာတွေများတယ်ဒီနေ့မှာတူတူခြားခြားယူနာလိုသင်းမျိုးကိုတလုံးပြား30ရှုံးကြည့်ဒီဈေးတန်းအရာတက်လာနေတဲ့အတွက်ကြောင့်ဒီနေ့ကဒီဟိုအသင်းလေးကဟိုဒီဈေးတန်းအရာအောင်းနိုင်မှုများလောက်လားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ဘာလို့လဲဆိုတော့ကိုပေါင်းကြီးပြန်ကြည့်မယ်ဆိုလို့ချင်းလဲကိုပေါင်းကြီးမှာဆိုလို့ရှင်ဒီရပတ်တဲ့အနေနဲ့ကဘော်ဒီကြီးနဲ့ပြန်ရှင်းကြည့်မယ်ဆိုတော့ကိုပေါင်းကြီးက35ပြားရှင်းကြည့်တော့ ဂျီယူနာဘက်ကကိုကမျှော်လင့်တဲ့အနေအထားမျိုးဖြစ်နေတယ်ဒါပေမဲ့ဘော်ဒီကတော့ပြား30လောက်ထိုးတက်လာတယ်နော်စသည်ချင်းနဲ့ရှင်ကြည့်မယ်ဆိုရင်ကိုပေါင်းကြီးကတော့3ဆောတော့လည်း20ချုံးကြီး15ပြားချုံးကြီးကိုပေါင်းကြီးကတော့ကစားနေရပြသားတို့ကျွန်တော်တင်ပြောမှဆိုရင်ဒီနေ့နိုင်ခဲ့မယ်ဆိုတော့ရေပတ်တဲ့အနေနဲ့ဆိုဘော်ဒီကတော့အောင်နိုင်လောက်မလို့ယူဆတယ်ဒါကတော့လက်ရှိကြီးသွားလာရကျွန်တော်သုံးသပ်ပေးကြည့်ရနော်ဒါဆိုရင်ဖြစ်နိုင်ချေများလားအချက်တော့ပြန်ကြည့်မယ်ရပရနေနောက်ဆုံးသားတဲ့ပွဲစဉ်ဘလင်စီယာဝမ်ဝမ်နဲ့တည်ကြသလိုပြောမယ်ဆိုရင်မော်ရိုကိုသူရီးစီးနဲ့နိုင်နေဆိုတော့ လောလောလတ်လတ်ဒီစပိန်လာလီကာမှာဆိုရင်ရရပတဲ့နောက်ဆုံးကစားတဲ့ပွဲစဉ်၃ပွဲမှာဆိုရင်တပွဲရှုံးတပွဲတည်ရတပွဲနိုင်ရလက်ကြုံခဲ့တာဆိုတော့ရလက်ပိုင်ရကြည့်မယ်ဆိုရင်တော့အယူအများကြီးအစိုးရလိုပြောလို့မရဘူးတာမန်အဆင့်လောက်လိုပြောလို့ရတယ်ဘာလို့လဲဆိုတော့သူဖြတ်တန်းကြတဲ့အနေအထားမျိုးလဲရာသီစပြီဆိုတော့ရဒီဘယ်လိုပြောဘယ်အသိမဆိုသူဈေးတန်းရပေးမယ်ဆိုရင်လောက်ကြည့်ပြနေတယ်လို့ကျွန်တော်မတွေ့ခဲ့ဘူးသူဘရာသာတို့အိုးပြီးကြတဲ့နှစ်ရာသီတုန်းကဘရာသာတို့အမြင်ပဲရပတဲ့ဘယ်တဲ့နဲ့ပဲတွေ့တဲ့သူပေးတဲ့ဈေးတန်းအရပေးတဲ့ပြင်းပြင်းတဲ့လေအောင်တာများတယ်ဒီနှစ်ရာသီမှာတော့ လက်ရှိတလုံးပြားသုံးတဲ့ရှုံကြီးကကျွန်တော်ဒီလိလတလောက်ပြောရမယ်ဆိုရင်ဒီနေ့မှာဒီ body ကြီးတော်တော်လေးကိုပြင်းတယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ဂိုးပေါင်းကြီး35ပြားရှုံကြီးကဂျီယိုနာဘက်ကဂိုးပြန်ရနိုင်ခြေရှိတာမနေ့ကပွဲစဉ်တော်တော်များများမနေ့ကဆိုရင်လည်းဘာသာအမြင်ပဲเนาะဂိုးပေါ်တာတွေများတယ်ဒီအထက်ကြီးအနေနဲ့ body အထက်မနေ့ကဘာစီဇွန်လဲဒီတိုင်းပဲပြပါမနေ့ကနီကတိတယ်ဖိုးစီးတဲ့ဇုံပေါ်နိုင်သွားတယ်ဆိုတော့တကယ်တမ်းပေးမယ်ဆိုရင်ဇုံပေါ်တွေပေးတာများတယ်ဒီနေ့ကရောဇုံပေါ်ပေးနေတာဆိုတော့ဂျီယိုနာဘက်ကလည်းဂိုးပြန်ရနိုင်ခြေရှိတာဆိုတော့ ဂျူနာနောက်ဆုံးစားတဲ့ပွဲစဉ်၃ပွဲမှာဆိုတော့ဒီတိုင်းမဲ့ဆန်ကျွန်တော်ပြောသလိုပဲဘတ်တစ်လိုပဲဘာမှမထူးမရှာနာပဲတပွဲတည်းတပွဲနိုင်တပွဲရှုံရလက်ဆိုတော့တကယ်တမ်းရကြည့်မယ်ဆိုရင်နှစ်သင်းနဲ့ဘက်လုံးကရလက်တော့တူတူပဲဒါပေမဲ့ဂျူနာကဒီစပိန်လာကမှာဆိုရင်အမှတ်အနေနဲ့ကြည့်မယ်ဆိုရင်ဟုတ်အဆင့်၁၈မှာဆမ်မတ်ပဲပိုင်ဆလာတယ်ဘရာဒါတို့ရေပလက်ကိုပြန်ကြည့်မယ်ဆိုရင်ရေပလက်နေရဒီအဆင့်၅မှာဆိုတော့အဆင့်ရရကြည့်မယ်ဆိုရင်ဒီဈေးတန်းကပေးရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဗျဘာလို့လဲဆိုတော့အစွန်နာကအစွန်မီလာနဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်ဒီပွဲစဉ်ကနည်းနည်းလေး သူလက်ရှိရောက်နေတဲ့အစဉ်စရာနဲ့ပိုင်ဆိုင်ရတဲ့ရလက်ပိုင်းကသူလက်ရှိပေးသင့်တဲ့ခြေမျိုးကိုဈေးရန်ရပေးထားတဲ့ဘူကီတွေဒီကြည့်ရတော့တကယ်တန်တယ်ဘလားသားတို့ဘာလို့လဲဆိုတော့အဆုံမလဲတဲ့ဆန္ဒတိုင်းပဲနော်ဟိုလီယူနိုက်တက်ဆိုတာအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်အစဉ်စရာကြည့်မယ်ဆိုရင်အများကြီးကွာမှုရှိတယ်ဒါပေမဲ့သူပေးထားတဲ့ဈေးရန်ကလုံးလုံးမဖြစ်တဲ့အနေအထားမျိုးအခုကျွန်တော်သုံးသပ်ပေးတဲ့ရေဘတ်တစ်ပွဲစဉ်ကတော့ ဘူဂီရီပေးတဲ့ဈေးတဲ့မှန်တယ်လို့ပဲယူဆတယ်ဘာလို့လဲဆိုတော့လက်ရှိရပတိပိုင်ဆိုင်ဟိုရပတိကလက်ရှိဟိုဒီအဆင့်9မှာပြောမှာဆိုရင်ယူနာဆိုဟိုတန်းစင်ဆုံးနယ်ပယ်တဲ့ရောက်တော့မယ်ဘရာသာတို့ဒါကြောင့်မို့အဓိကပြောချင်တာလက်ရှိပေးတဲ့တလုံးပြား30ရှုံကြီးကဂူပေါင်းရဲ့ရှင်ကြီးမယ်ဆိုကျွန်တော်ကြည့်ရဘူဂီရီပေးတဲ့ဈေးတဲ့တန်တယ်လို့ပဲကျွန်တော်ယူဆတယ်ကျွန်တော်ကတော့အင်္ဂုပြရပတိဘော်ဒီပဲကျွန်တော်အကြံပေးချင်တယ်အကြံအကြိုက်တူမယ်ဆိုရင်ရပတိဘော်ဒီပဲကစားစင်ချင်တယ် ကိုပေါင်းချင်းသလုံးတည်ရဖောက်ထားတဲ့ကြောင့်ဒီပွဲစဉ်ကအနည်းဆုံး2-1တပေါက်တော့ကြောက်တော့ကြောက်ရတယ်2-1တော့မလား3-1တပေါက်သွားမလားကျွန်တော်ကဒါပဲကြောက်ရတယ်ကိုပေါင်းကြတဲ့ညီကိုတရားတော့2-1တပေါက်လောက်သွားမယ်ဆိုတော့မလားကိုပေါင်းချင်းသလုံး15ပြားရှုံကြီးလောက်ကပြားဆုံးလောက်ပဲရှုံမဲ့ဗလားလို့အနေထားမျိုးရှိရတဲ့ကြောင့်ကိုပေါင်းလည်းကောင်းပါလေဗျာနော်ကျွန်တော်ကတော့ရေးပတ်ဘော်တူပဲအကြံပြုပါလေဗျာကဲဒါဆိုကျွန်တော်နောက်ဆုံးပွဲစဉ်စင်ပြိုင်နော်စင်ပြိုင်နဲ့ကြက်ဖတ်ပွဲစဉ်ကျွန်တော်သုံးသပ်ပေးမယ်ဒီပွဲစဉ်လေကတော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းလာမှာမထင်နဲ့ဘာလို့လဲဆိုတော့ ်ပရီးမီးယားလိမာကလက်ရှိအနေထားကအဆင့်တက်မှာအာရီယာအဆင်နဲ့ဥဆောင်နေတာလက်ရှိပန်စနာ26မှတ်တပွဲရောနဲ့26မှတ်ပန်စနာဆိုတော့သူ့ရဲ့အောက်မှာဆိုလို့ရှိရင်ရှယ်ဇီးရှိတယ်ရှယ်ဇီး23မှတ်တပွဲသားနဲ့နောက်ပြီးမန်စီးတီးနော်တပွဲသားနဲ့22မှတ်ဆိုတော့တကယ်တမ်းဒီနေ့ကအာဆင်နယ်နိုင်သွားမယ်ဆိုရင်ပွဲရည်တူပြီးတော့သူ့အနေနဲ့သူ့ရောက်ကအသင်းတွေကိုရှောင်းမဲ့ရှင်းမဲ့ခုနအလိုပေါ့ကိုမလာအလောက်အမှတ်တရကွာတော်ရွတ်ကွာသွားလိုက်မယ်နှစ်ပွဲသုံးပွဲစားလောက်ကွာသွားမဲ့အနေအထားမျိုးဖြစ်နေဒါပေမဲ့ လောလောဆယ်ကပရီးမီးယားလိကအခုအာဆင်နယ်ကစားမှာ12ပွဲမြောက်ကစားမှာဆိုတော့ပွဲရတော့နောက်ကစားဖို့အများကြီးတော့ကြံပါသေးတယ်ဗျာဒါပေမဲ့တခုရှိတာကစော်စီစီအမှတ်တွေပြတ်သွားလို့ရှိရင်အာဆင်နယ်ကတော့မကောင်းမှုကောင်းတယ်ဒီနှစ်စနစ်တိုင်းပရီးမီးယားလိမှာဆိုဒုတိယလူနဲ့ပဲကျင်နဲ့နေရတယ်ဟိုးအရင်ပြီးခဲ့တဲ့ဟိုတနှစ်ကျော်ဆိုရင်မန်စီးတီးနော်ဒီဖလားသွင်းလို့ရတော့ဆိုလို့ရှိရင်အာဒီဒုတိယလူနဲ့ကျင်နေရတယ်ပြီးခဲ့တဲ့နှစ်ကဆိုရင်ဒီတိုင်းပဲနော်ဒီလီဗာပူးငါးမလောက်အမှတ်ခွာပြီးတော့စော်စီစီ ပွဲရီကြိုပြီးတော့စောစီးပြီးတော့ဖလားရခဲ့တယ်ဒီနှစ်တော့အာရီယာလက်ရှိမှာတော့စင်တကဥဆောင်နေရဆိုတော့ဒီနှစ်အာရီယာရှမ်ပီယံလိတော့ကစားဖို့တော့ရှိတာတော့ရှိတာပဲ20 20ကောင်ဆိုရှမ်ပီယံလိကစားဖို့ရှိတယ်ဒါပေမဲ့လည်းပြောချင်တာကစပါလည်းကစားဖို့တော့ရှိတယ်အဓိကဒီပွဲကလည်းဒီနှစ်မှာနှစ်ပွဲပဲပြင်းပြတယ်ရှိတယ်ဆိုတော့အစွန်နာကအစွန်မြောက်ပွဲစဉ်ကျွန်တော်အောက်ကျင်းလိုက်ခဲ့တယ်လီယိုနိုက်တက်ဘောလီကျွန်တော်ပေးခဲ့တယ်ဒီနေ့နေရာမှာအာဆင်နယ်9လောက်လာအဲ့ဒါပဲကျွန်တော်ကြည့်မယ် လက်ရှိမှာအားကြီးပေးတဲ့ကြီးကအာဆနယ်လက်ရှိ online ကြီးကျွန်တော် online ကြီးနဲ့ကြီးပြောပြမယ်နော်လက်ရှိမှာအာဆနယ်ပေးတဲ့ကြီးကတလုံးပြား35ပြားရှုံးချင်းကိုပေါင်းကြီးကတလုံး80နာရီကြီးဆိုတော့ပြောလို့တော့မရဘူးကိုပေါင်းကြီးမှာတလုံးကိုလုံးကိုပေါင်းကြီးကတလုံးပြက်ပေါက်လာပြီနော်ဆိုတော့ body ကြီးကဘော်ဒီကြီးကတော့တလုံးပြား90ရှုံးကြီးရတယ်လက်ရှိပြား90လောက်ကြီးကြတယ်ကိုပေါင်းကြီးကတော့နှလုံးပြည့်ချုံရတယ်တလုံး80နာရီကြီးဆိုတော့ပြား90လောက်ကြီးတက်တဲ့လားရှိတယ်ကဲဒါဆိုရင်အဲဘလာတော့ကျွန်တော်ဒီအာဆနယ်ပွဲစဉ်မှာဒီမတုံးသက်ပေးမိမှာကျွန်တော်တခုပြောချင်တယ် တော်လက်ရှိပြောနေတဲ့ပွဲစဉ်တွေသုံးသပ်ပေးနေတဲ့အနေအထားမျိုးတွေအွန်လိုင်းချင်းနဲ့ပဲကျွန်တော်သုံးသပ်ပေးတယ်အွန်လိုင်းချင်းနဲ့ကြည့်သုံးသပ်ပေးတယ်ဘောလုံးဒီဂိုစကိုအမှန်တမ်းပြောမယ်ဆိုလို့ရှိရင်ကြည့်ပြီးတော့ရှက်လက်လင်းနဲ့ကျွန်တော်ပြန်ပြီးကြည့်ပြီးသုံးသပ်ပေးတာဖြစ်တဲ့ကြောင့်ဘရာသောအနေနဲ့ကျွန်တော်လိုမျိုးအခုလို online ချင်းနဲ့ကစားချင်းနဲ့ online ချင်းနဲ့စိတ်ဝင်စားလို့အကောက်ပွင့်ကစားချင်းနဲ့ဆိုရင်ကိုစမ်းကိုတိုင်ကိုကြည့်အာမခံပြီးတော့ကြောင်ညာပေးနေတဲ့ကုမ္ပဏီရှိတယ်ဒီကုမ္ပဏီမှာတွားရောက်ပြီးတော့ online အကောက်ပွင့်ကစားလို့ရပါတယ်ဗျာနော် ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အမှတ်ခံတယ်မြန်မာနိုင်ငံညီကိုတွေထိုင်းနိုင်ငံညီကိုတွေရဝေးရဂျပန်တို့ဒီအဝေးရညီကိုတွေမှန်တယ်များအကုန်လုံးဝေဘေးကေဘေးရှိလို့ရှိရင်ထိုင်းမနယ်လည်းကစားလို့ရဆိုမြန်မာဝင်လည်းကစားလို့ရပါတယ်ဗျနောက်တစ်ခုကျွန်တော်ပြောချင်တာကမြန်မာတူရီတူရီကစားနေတဲ့ညီကိုတွေရောထိုင်းဘက်အပါအဝင်မြန်မာကြက်ငွေတွေနဲ့ online ပေါ်နေငွေကြေးယုံကြည်ဆက်ရတာဒီကုမ္ပဏီမှာကိုစားကိုတိုင်ငွေကြေးအာမခံပြီးကြော်ညာပေးတဲ့ကုမ္ပဏီမှာအကောက်ဖွင့်ကစားလို့ရပါတယ်ဗျဒါကတော့လုပ်ငန်းသဘောအရရာသောက်စိတ်ဝင်စားလို့ချင်းတွားရောက်ဆက်သွယ်ပြီးအကောက်ဖွင့်ကစားလို့ရရဲ့ဆိုတဲ့အကြောင်းကျွန်တော်ကြော်ညာပေးတဲ့သဘောမျိုးနော်ကိုစားလက်ရှိကျွန်တော်သုံးသပ်ပေးနေတဲ့ဗီဒီယိုကွန်မန့်လေးထဲမှာ တရားနာ channel နဲ့ Viber channel ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တရားဖုန်းနံပါတ် Viber ဖုန်းနံပါတ်ရှာပေးထားတဲ့အစဉ်ပြေနေရာဆက်သွယ်လာပေးပါ channel ရတော့ကိုစမ်းနေစဉ်နေ့တိုင်း Mount Cut တို့ Boy Dubon နဲ့တင်းတဲ့ channel ဖြစ်ပါတယ်ဗျာနော်ဒီထက်မှလည်းဖုန်းနံပါတ်ရှာထားသလို comment ထဲမှာလည်းဒီဖုန်းနံပါတ်နဲ့ပြောမယ်ဆိုလို့ရှိရင်တရားနာဖုန်းနံပါတ်နဲ့ဒီတရားနာ account number နဲ့ Viber ဖုန်းနံပါတ်ရှာပေးထားပါတယ်ဗျာနော်ဘလာတော့စိတ်ဝင်စားဆက်သွယ်လာပေးပါ agent ယူခြင်းနဲ့ညီကိုတွေလည်းရပါတယ်ဗျာနော်ကြည့်ဒါဆိုရင်ကျွန်တော်နောက်ဆုံးပွဲစဉ်လေး Arsenal ပွဲစဉ် လက်ရှိနေသားကဘူဂီလီအ ਨੇ ဆုံးမှန်တာအာကြီးအ ਨੇ ဆုံးတလုံးသားလောက်နဲ့ပဲမှန်အောင်ပြီးလောက်မယ်လို့ပဲယူဆတယ်။ဘာလို့လဲဆိုတော့လက်ရှိဘူဂီလီပေးတဲ့ကြက်လဲတလုံး35ပြားချုံကျဆိုတော့ဒီနေ့စပါးကိုပြန်ရနိုင်ကြီးအဲ့လားရှိလားအဲ့လားပဲကြည့်ရမယ်။စပါးကိုမရနိုင်ဘူးဆိုရင်ဒီနေ့တစ်ဖက်တစ်ဖက်ကိုပဲကြည့်ရမယ်။ဘာလို့လဲဆိုတော့အာဆင်နယ်ကလက်ရှိလောလောဆယ်မှာသူ့ရဲ့တာကပောင်ကြည့်မယ်ဆိုရင်လက်ရှိသူကစားတဲ့ပွဲစဉ်တိုင်းမှာမကောင်းတဲ့ပွဲစဉ်မျိုးအများနဲ့ကောင်းတယ်။ဒါပေမဲ့နောက်ဆုံးဆန်းလာတဲ့ပွဲစဉ်တစ်ပွဲပဲတူတူလို့ရလိုက်မယ်နဲ့ဈေးရန်ရကြကြတာပဲရှိတယ်။အဲ့တော့ကဆန်းလာတဲ့ပွဲစဉ်တော့အာဆင်နယ်ပေးတဲ့ကြက်တလုံးသေးကြည့်လားမသိဘူးလားဆိုတော့အဲ့တော့ကြည့်ပေးရနော်။ ျွန်တော်ကိုယ်တိုင်ကျွန်တော် channel ထဲမှာကြွညာခဲ့တယ် Sunland Boy တပွဲအောင်ဆိုရွေးချယ်ပြီးကြွညာခဲ့တယ်ကျွန်တော်ကအသင်းနဲ့ကြည့်ကျွန်တော်သုံးသပြရမို့ဈေးရန်နဲ့ပဲကြည့်ကျွန်တော်ကြည့်သုံးသပြရလက်ရှိဘူကလေးဖောက်ထားတယ်ဈေးရန်ကိုကြည့်ပြီးတော့သုံးသပြရဖြစ်တော့ရောင်းအဲ့တော့ကအိုက်နောက်ဆုံးပွဲစဉ် Sunland လောက်ပေးတဲ့ကြတလုံးတည်ကြည့်လောက်လာမှမသူကြည့်ပေးတယ်အဲ့တော့ဆိုရင်တူတူလို့ရတယ်မနာ Arsenal ဈေးရန်ရကြားခဲ့တာဆိုတော့လက်ရှိအနေနဲ့ကြည့်မယ်ဆိုရင်အာကြီးကတလုံးတည်ကြည့်လောက်ကြည့်တင်းတင်းပေးမယ်ဆိုတော့တန်တယ်ဘာလို့တန်လဲဆိုလို့ရှိရင်လောဆယ်မှာသူ Champions League ကစားပွဲဖို့ရှိတယ် Champions League က 29ရက်နေ့ဘိုင်ယန်ကစားဖို့ရှိရဆိုအားအနေနဲ့ပွဲမရှောင်ဘူးဘလို့မရှောင်ဘူးလဲဆိုရင်ဘိုင်ယန်ဆိုရလဲဘလားတော့အမြင်ပဲမနေ့ကဆိုရင်လဲပရိုင်ဘက်လိုသင်းမျိုးကိုစစ်တူးလို့စစ်တူးလားမသိဘူးနော်စစ်တူးလို့ရတယ်မလို့လားမသိဘူးမနေ့ကကိုပြက်နဲ့နောက်တကြောပြန်နိုင်ပြီးတော့ပြောမယ်ဆိုလို့ချင်းပြတ်တက်အောင်စုံပေါ်ပေးကြတာဆိုတော့အာယူရရှမျော်လီမှာတော့မလွယ်တော့ဘူးမလွယ်တော့ဘူးဆိုတော့လက်ရှိဒီနေ့အနေထားတကယ်တမ်းကြည့်မယ်ဆိုလို့ချင်းအားအနေနဲ့အိုးဘယ်လိုပြောမလဲရှမျော်လီဖလားတော့ဟိုပြီးကြတဲ့ဟိုနှစ်ဒီနှစ်တွေတုန်းကတော့သူ့အနေနဲ့တစင်မီတစင်တော့တက်တော့လာတယ်ဒါပေမဲ့ဒီ final မြောက်ခင်မှာပြုတ်ပြကြသွားတဲ့အနေထားမျိုးတွေ လောလောဆယ်မှာဆိုလို့ရှိရင်အားရင်းနေတယ်ရပရီးမီးယားလိမှာ तू ကဥဆောင်နေတာဆိုတော့ရှမ်းမြန်လေးကသူ့နဲ့ဘန်ယန်နဲ့တွေ့မှာဆိုမလွယ်လောက်ဘူးဖြစ်တဲ့အတွက်ကြောင့်ဟိုတကယ်ပြောမယ်ဆိုလို့ရှိရင်လက်ရှိ तू လက်ရှိစပါးနဲ့ပွဲစဉ်မှာကျွန်တော်ကတော့တစ်ခုမဟုတ်တစ်ခုကတော့ तू ပန်မြန်နဲ့လောလောမလို့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ဘန်ယန်နဲ့တွေ့တဲ့ပွဲစဉ် तू မလွယ်လောက်ပဲမလဲဒီလက်ရှိဒီဒီညမှာကစားမယ်စပါးနဲ့ပွဲစဉ်မှာတော့ तू အမှတ်တော့ရယူခြင်းယူနိုင်ကောင်းတယ်ယူလို့ရပါတယ်ဗျဘာလို့လဲဆိုတော့စပါးဆိုရလဲဘရာဇာလို့အမြင်ပဲ လောလောကိုပြန်ကြည့်မယ်ဆိုရင်တော့သူ့အနေနဲ့ရလက်ကောင်းလာမင်းမယ်ဆိုရင်နောက်ဆုံးစားတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲမန်ချက်စတာနယ်တို့မျိုးကိုအင်္ဂလိပ်မှာတူတူလို့ရတာများတေကြတာပဲရှိတယ်။တရားရင်ကစားတဲ့ပွဲစဉ်ရှယ်ဒီကိုရှုံးတယ်။နောက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အစွန်ဘီလာကိုလည်းရှုံးတယ်ဆိုတော့လောလတ်နိုင်ခဲ့တာဆိုတော့သူနိုင်ခဲ့တာအေဗန်ဒန်နိုင်ခဲ့တာရှိတယ်။မန်ယူတူတူနဲ့တေကြတာဒါပဲရှိရဲ့ဘရာသာတို့။လောလတ်အနေထားကြည့်မယ်ဆိုရင်စပန်နဲ့လည်းရှီမွန်းရာလုံးလုံးမရှိဘူး။တာမန်ဆင်လောက်ပဲလုံးလုံးကောင်းတဲ့အနေထားလည်းသူမရှိဘူးဘရာသာတို့။ဒါကြောင့်မို့လောလတ်ရာကြည့်မယ်ဆိုရင်စပါပေးတဲ့ကြီးကတစ်ဖက်တစ်ဖက်သမဲ့အနေထားမျိုးကိုပေါင်းချင်း380ကြီးက စပပက9ရမှသာလင်9ပုံမဲ့အနေထားမျိုးကျွန်တော်ယူဆတယ်ဒီဘွဲစင်လေးရကြည့်မယ်ဆိုရင်တော့ဒီဘွဲစင်ကတော့အားရသွင်းမယ်ဆိုတော့အနည်းဆုံး2ကြီးလောက်သွားမယ်မနေ့ကရှယ်ဒီပေးတဲ့ကြီးမနေ့ကတလုံးသေးကြီးလောက်ကိုမနေ့ကပောက်သွားတယ်နော်တလုံးပြား90ရှုံးကြီးရတယ်မနေ့ကတလုံးသေးကြီးလောက်ပောက်သွားပြီမနေ့က2စီးနဲ့ကပ်ပြီးသွားတယ်ဆိုတော့ဒီနေ့နေထားတဲ့တိုင်းပဲအားတကယ်တမ်းပြီးမယ်ဆိုရင်တော့မနေ့ကံကောင်းကမယ်ဆိုရင်2စီးလောက်နဲ့ပဲသူကပ်ပြီးရင်ပြီးသွားနိုင်တယ်ပြောလို့မရဘူးဘာလို့လဲဆိုတော့အားလက်ရှိနေတာကသူမရရတဲ့အမှတ်ကိုပဲသူယူမှာ နောက်ဆုံးတည်ကြမယ်ဆိုတော့အားရနေလက်ရှိစင်တပိုင်စနာတဲ့သူလက်ရှိအမတ်ကျောနေတဲ့ရလနဲ့ရှင်းကြည့်မယ်ဆိုတော့သူတော့ကောင်းသေးရဲ့ဆိုတော့လောလကအားရနေနေရတော့ဒီနေ့မှာဘရာဒါတို့တည်ရင်နဲ့အနိုင်ပဲကျွန်တော်ကြည့်ရမယ်တဲ့။ပြား30လောက်ရင်းရမယ်ဆိုရင်တော့ကျွန်တော်အာဆင်နယ်ပဲဘော်ဒီပဲကစားစေချင်တယ်။ဘာလို့လဲဆိုတော့အားရအိမ်ဝင်လည်းဖြစ်တယ်ဘရာဒါနဲ့အာဆင်နယ်နည်းနဲ့လက်ရှိအနေထားကလည်းဒါဒီလာမယ့်28နှစ်မှာဆိုရင်ဘယန်နဲ့တွေ့မယ်ဆိုတော့ဘယန်မရှာဘော်ဒီပဲကောင်းပါဗျာ။နော်ကျွန်တော်ကတော့ဒီနေ့အနေထားမျိုးပြောမယ်ဆိုလို့ချင်းပရီးမီးယားလိဂ်ပွဲစဉ်ကတော့ဒီ လူယူနိုက်တက်ပွဲစဉ်မှာဆိုတော့ကျွန်တော်အောက်ကြီးရွေးချယ်ပြီးသလိုပြောမယ်ဆိုအာဆင်နယ်ပွဲစဉ်မှာဆိုတော့ကျွန်တော်အားကြီးအာဆင်နယ်ပွဲလေးပဲရွေးချယ်ပြီးခဲ့ပါတယ်ဗျာနော်အာဆင်နယ်နည်းနည်းကတော့သူ့အနေနဲ့ပိုင်နယ်လောက်ပဲအနေထားမျိုးပိုင်နယ်လောက်တဲ့အနေထားမျိုးပဲသူလုံးလိမ့်မယ်ဆိုတော့ယူဆပါတယ်ဗျာနော်အကြိုက်တွင်တော့ဘာသာအနေနဲ့ဒီပွဲစဉ်လေးယူကစားလို့ရပါတယ်ဗျာနော်ကဲဒါဆိုရင်ဒီနေ့မှာကျွန်တော်စုစုပေါင်း၃ပွဲရွေးချယ်ပြီးခဲ့ပြီဗျာဒါစပိန်လာလီကာတစ်ပွဲပရီးမီးယားလီကာ၂ပွဲဒုတိယမှာကိုကြိုက်တဲ့ပွဲစဉ်ကိုကစားပါဒီနေ့ကျွန်တော်တိုင်းလန် channel မှာအကောင်းဆုံးပြောင်းစူးစမ်းပေးမယ်မနေ့ကမောင်ကမာဆန်နဲ့မနေ့က ျွန်တော်ဒီလပါဦးပွဲစံနဲ့ကြိုးစားတယ်မနေ့ကမောင်းကလေးသိန်းမောင်းတက်မှဆိုရင်သုံးဟိုကျန်တဲ့အသင်းနဲ့အဆင်ပြေတယ်လပါဦးဘော်ဒီပဲကျသွားပါလိမ့်မယ်เนาะဒီနေ့မှာတော့ကျွန်တော်အကောင်းဆုံးပြောင်းကြိုးစားပြန်ဘရာသာတို့ပွဲစံတွေကတော့မှန်တမ်းပြောမယ်ဆိုရင်နိုင်ငံပွဲစံတွေဝင်ပြီးတော့လက်ရှိပရီးမီးယားလိအမေရိကပွဲစံတွေကဒီတစ်ပတ်မှာပြန်ဆတာဆိုတော့အသင်းအနေနဲ့မနေ့ကသဘောစကားတွေဘရာသာအမြင်ပဲเนาะဒီပေးထားတဲ့ဘူကေပေးတဲ့ဈေးတန်းရာပေးတဲ့ကြည်တယ်မနေ့ကဘုံမောက်စံတွေအတိုင်းပဲကြေးကြတယ်เนาะတူတူနဲ့တည်ကြတယ်ဒီကိန်းပြောမယ်ဆိုရင်သိပ်ပြီးတော့ဟိုလောလောလတ်ကပြောမယ်ဆိုလို့ရှိရင် ဒီကိုမှန်းတဲ့အတိုင်းနေတိတ်ပြီးအဆင်မပြေပါဘူးပြ။ဘာလို့လဲဆိုတော့သူတို့တွေပေးကန်ကျင်သလိုကန်တယ်။ဘူကီရီကလည်းပေးရင်လိုပေးတယ်။အဲ့လိုဒီနေ့နေဖြစ်နေပါလေ။เนาะကြည့်ဒါဆိုရင်ကျွန်တော်လက်ရှိဒီဒီနေ့ညမှာဆိုရင် Telegram Channel မှာမောင်းက၃ကပ်ပဲကျွန်တော်ထပ်ပြီးတော့တင်မင်းမယ်။ပေါ်ပြီးဒီဘွဲကောင်းလည်းကျွန်တော်အကြိုက်ဆုံးဖြစ်တယ်။လက်ရှိကျွန်တော်၃ဒါပေးတဲ့၃ဘွဲရတဲ့ဘွဲကိုအကောင်းဆုံးဖြစ်အောင်ပြန်ပြီးတော့ရွေးချယ်မှုတင်မင်းမှာဖြစ်ပါလေ။เนาะအပြည့်ညီကိုနေအကြိုက်တွင်ကစားလို့ရအောင်ကျွန်တော်လက်ရှိ၃ဒါပေးတဲ့ပြီးတော့ကိုမန်နေတဲ့မှာ Telegram Channel နဲ့ Viber Channel ရှာပြထားသလိုဘလားတော့အနေနဲ့ဒီဆွမ်းနာကျွန်တော်ပြောသလိုပဲเนาะဒီအကောက်ဖွင့်ကစားကြနေတာပဲဖြစ်ဖြစ် အေဂျင့်ယူတာပဲဖြစ်ဖြစ်နောက်ပြီးဒီတူရီတူရီကစားချင်တာပဲဖြစ်ဖြစ်ကိုစန်းကိုတိုင်ကိုကျဲအာမခံမီရှင်ညာပြည့်ကုမ္ပဏီမှာဆက်သွယ်ပြီးတော့အကောက်ဖွင့်ကစားလို့ဟိုဒီပေါ့ဒီကြိုက်နေတဲ့ကစားလို့ရပါတယ်ဗျာနော်ဒါဆိုရင်အားလုံးပဲကျေးဇူးများဒီမှာကျွန်တော်နောက်နေ့မှပြန်ဆောင်ကြမယ်နော်